နာဆန်ခွန်နီချီဝါအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကလည်းစတင်မှာဖြစ်ပါတယ်အဲ့တော့စတင်မယ်ဆိုတာထက်လွဲနေတာလေးကိုနည်းနည်းလေးထောက်ပြပေးချင်တာရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင် unfight သမားတွေ unfight သမားတွေကနေပဲစပါမယ်တကယ်တော့ level အမြင့်သမားတွေလည်းလိုပါတယ်ပေါ့နော် level မြင့်ဆိုတာ4 3 level သမားတွေပေါ့အဲ့တော့နောက်ဆုံး unfight မှာလေ unfight မှာသင်ခဲ့ရတဲ့ဂါဆိုတဲ့ဟာဘေမဲ့ပေါ့နော်ဂျပန်ဘာသာစကားကခတ်ပြီးမဲ့စိတ်ဝင်စားစရာကောင်းပါတယ် မတူတဲ့ quality နှစ်ခုကိုရှင်တဲ့အခါမှာလေကဂါကိုခံခဲ့ကြတယ်။ခုံတော့ဦးချီဝဆေမိုင်ဒက်စ်ကဘန်ဒီဒက်စ်ဒီအခန်းကကျင်းပေမဲ့အဆင်ပြေပါတယ်။အဲ့တော့ exit တွေကိုသင်တဲ့အခန်းဒီမှာဆိုရင်တို့တွေကဂါကိုဘီမဲ့ဆိုပြီးတုံးခဲ့ကြတယ်။မှတ်မိအောင်မထင်ပါနဲ့ unfight သမားတွေ။ဟုတ်ပြီ။အဲ့လိုမျိုး quality နှစ်ခုကိုနှိုင်းရှင်တဲ့အခါမှာဂါကိုအလင်မှာထည့်တယ်ဆိုပြီးမဲ့လို့အလင်မှာထည့်ရတော့ဒါကိုဘီမဲ့လို့အဓိပ္ပာယ်ကောက်တယ်ပေါ့နော်။ဥပမာစားကြောင်းတစ်ကြောင်းပြောပြမယ်။ဟိုတယ်တစ်ခုကဖုန်းကင်လိုက်ပဲ။ဖုန်းကင်နေပေါ့နော်။ はい。何々ホテルですか?ですですか။たまらホテル、の。あら、ホテルですかそら。あいまじゃん、なおそうサロンま、なおそうさちゃうま、とんでがဖြစ်သွားい。あそう、ブルーデイベ、ブルーデイベ、みなさんのバタ変まれ。べめろバタ変まれ。နောက်တစ်ခုတဆင့်တက်ပြီးပြောမယ်ပေါ့နော်အဲ့ဒီဂရဲ့ plain form ဂရဲ့ plain form ကခဲသူဒါကတော့ amphitheater တွေ ဒီအခန်း20မှာ meaning ကိုသေချာကြက်ခဲ့တယ်ဆိုရင်သိလိမ့်မယ် meaning မှာပါတယ်ဂါရဲ့ plain form ကခဲသူအဲ့ဒါဒီသေချာကြက်ခဲ့ရမယ်နော်အဲ့မင်းနာတို့နေဦးကမှာမင်းနာဆန် meaning နေပါရမလားဟိုးစကပြောတိကြက်ရမှာနော်အရှိတချမ်းနဲ့ကြက်ရုံနဲ့နော်အဲ့ဒါမပြီးသွားအောင်တချို့တွေရှိသေးတယ်အရင်ဟိုအမစာတင်တော့ဆိုလို့ရှင်ဟိုအမ fight သမားတွေကတော့ပြဿနာမရှိဘူးအမကလေးကတင်လာတာဆိုတော့ပြဿနာမရှိဘူး4မှာလာတက်တဲ့ကလေးတွေရှိတယ်အဲ့ဒါကိုလေအမပြန်ပြောတာပေါ့ဘယ်ခန်းတော့ဘယ် ဟိုမင်းနေရဲ့ဘယ်ဘက်ဘယ်ချမ်းမှာပါတယ်ပြောလို့ရှင်အဲ့မင်းနေရတယ်စကားပြောမှုလို့မလို့ဦးတယ်မကြက်ဘူးတယ်အဲ့လိုကပါသေးသည်လားအဲမသိရင်ပဲသူတို့စာမှုပွဲမေးတဲ့သူကပဲသူတို့ကြက်ထားပဲရွေးမိမယ်အတိုင်းအဲ့လိုအဲ့လိုအပြီးရင်လာသေးတယ်လမ်းရှူးတဲ့လမ်းရှူး ABC ပဲလောက်တာတဲ့နောက်ကမွန်းတိုင်းနေမလို့ဘူး listening နေမလို့ဘူးတယ်အေးအေးလို့ပဲဖြစ်တာတကယ်တော့လေလမ်းရှူး ABC တင်မဲ့အသက်ရှိတာမဟုတ်သေးလားရှာရှိလိုက်အောင်မယ် ိုးအနောက်ကမွန်တိုင်း reading တွေပါပါလေပါတီကြီးတွေဖြစ်ရလေဂါတို့ညိတို့လေမိနာဆန်တို့ဒီမင်းနာတော်နေုံကောပါအဲ့ဒါတွေကအသက်နော်အိုးလုံးဝအဲ့ဒါတွေကအသက်ပဲအဲ့ဒါတွေကတကယ်အနှစ်တည်းအဲ့ဒါတွေကတကယ်အနှစ်တည်းအဲ့ဒါတွေကိုတည်တည်ချာချာရှင်းပြရမှာအဲ့ခါကျမှပါတီကြီးဂါနဲ့ဝါနဲ့ကဘာဖြစ်တယ်ညိနဲ့ဂါနဲ့ကနောက်ပိုင်းမှာဆိုရင်ပေးတယ်ယူတယ်ဆိုတဲ့အခါမှာဆိုပါတီကြီးညိနဲ့လေပါတီကြီးညိနဲ့အိုဒီနဲ့ရှုပ်လာပြီပါတီကြီးဂါနဲ့ရှုပ်လာပြီ အဲ့ဒါကလေမီနာမီနာဆန်တို့အဲ့ဒီမင်းနာတို့နေဟုံကိုရဲ့မွန်တိုင်းကိုတိချာတိရဲ့ကြည့်ခဲ့တဲ့သူမှသာအဲ့ဒီပါတီကအကြောင်းတွေတိချာသိမှာမွန်တိုင်းကိုတိတိချာချာရှင်းပြတာကိုမသိခဲ့ဘူးဆိုလို့ရှင်အမီနာဆန်တို့မသိဘူးဒါနည်းနည်းရှာရှိတာအဲ့တော့ခုနစကားပြန်ဆက်မယ်ဂအကြောင်းပြန်ပြောမယ်အဲ့တော့ဂအကြောင်းပြန်ပြောမယ်ဆိုတော့အဲ့တော့ဂကခဲသူနဲ့တူတယ်ဟုတ်ပြီနော်အဲ့တော့ခုနပြောသလိုမျိုး quality နှစ်ခုမတူတဲ့ quality နှစ်ခုကိုရှင်တဲ့အခါမှာကျင်းတာနဲ့ကျဲတာနဲ့ကြီးတာနဲ့သေးတာနဲ့ ခတ်တာနဲ့လွယ်တာနဲ့အဲ့လိုမျိုးမတူတဲ့ quality နှစ်ခုကိုရှင်တဲ့အခါမှာအဲ့စာကြောင်းတစ်ခုအလင်မှာရောက်တဲ့အခါမှာဂါကဘီမဲ့လို့ဘာသာပြန်လို့ရပြီမဲ့သူ့ရဲ့စာကြောင်းတစ်ခုရဲ့အနောက်ဆုံးကိုရောက်သွားတဲ့အခါမှာဂါကိုဘီမဲ့လို့ဘာသာမပြန်ရပါဘူးအဲ့ဒါကိုလည်းအခုတော်တော်တချို့တွေဘာသာပြန်နေရဂါတို့ခဲတို့နဲ့ဆုံးလို့ရှင်ဘီမဲ့လို့ပဲဘာသာပြန်နေအထိပ္ပယ်မရှိဘူးအထိပ္ပယ်မရှိချောင်းမီနာစံတို့ unfind မှာသင်ခဲ့တဲ့အခန်း20ရခိုင်ဝတွေကိုလေ့ကျင့်တဲ့လမ်းရှုစီရတပုတ်နဲ့ဥပမာပြကြည့်ကြည့်ရအောင် အဲ့တော့ဒီမှာဒီစားပိုင်လေးအဲ့မှာတငယ်ချင်းနှစ်ယောက်ပြောနေတာဟာမှာသူဒါ plain form သင်တဲ့ခါမှာနော်ခိုးကြီးက ski အဲ့တော့ခိုးကြီးက ski ဆိုရမှာကောက်ကွင်းစားကွင်းပိလောက်ထားတယ်ဆိုတာကကားဖြုတ်ပြောလေရတယ်စကားပြောတယ်မှာဆိုရင်ခိုး ski coffee ကြိုက်လားอืมတော့ကြိုက်တယ်ဆိုอืมဆိုရင်ပြောတယ်အဲ့တော့ဘူရာជីတူနော်ခိုးဟီကအာရုခဲသူဘူရာជីတူနော်ခိုးဟီကအာရုခဲသူဆိုတော့အဲ့ဒါကိုမိနာဆန်တို့ခုနခဲသူဘေမဲ့လို့ဘာသာပြန်လိုက်မယ်ဆိုရင် ဘရာဇီးကော်ဖီကရှိပေမဲ့နော်မနိုင်တောက်မလားအဲ့တော့မိနာဆန်တို့အဲ့အဲ့ဒီအနောက်ကခဲသူဘေမဲ့လို့ပါသာပြန်ပါလားစဉ်းစားကြည့်ကြအောင်အဲ့တော့ဘရာဇီးကော်ဖီရှိပေမဲ့တောက်မလားမိနာဆန်တို့မြန်မာလူသားတဲ့သွားမကြီးစိတ်တောင်စူးခံရအောင်စူးခံရအောင်မယ်ရှိပေမဲ့တောက်မလားဆိုတော့ငါနှစ်ကိုချိတော့ရှိရတိုက်တော့မတိုက်ချင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်မနေဘူးလားတကယ်အိတ်ခဲသူကဘေးမဲ့လိုပါသားပြန်မှာမဟုတ်ဘူး။ဒါမီနာဆန်တို့ဥပမာပြောပြတော့ unfight က farm နဲ့ ဒီခဲသူကြောင့်နည်းနည်းမြင်တာပြောပြရတကယ်ကလေအရုခဲသူဆိုတာရှိလို့ဘာလို့ပြောတာညမလို့ဆိုရင်ဘာဆိုပြီးတော့ဘာဆိုတာလေးထည့်လိုက်ရင်ကြီးသွားတယ်မဟုတ်လားအေးအဲ့လိုမျိုးပဲခဲသူဆိုတာဥပမာပြောရမယ်ဆိုလို့ရှင်အာဥပမာထားပါတော့ကိုယ့်ရဲ့အထက်လူကြီးပေါ့နော်တန်းချော့ပါတန်းချော့ဝါတရှိချော့တူဟာနာရှိတန်းခုတူကအာရွန်ဒက်စကဲတူอืมတော့ကျွန်တော်ပေါ့နော်အခုနည်းနည်းလေးပြောစရာရှိလို့ပါအာရွန်ဒက်စကဲတူ အာရုံဒစ်ကခုနလိုပဲနာနီနာနီဟိုတဲရူဒစ်ကဖုံးကန်လိုက်တယ်ဟိုင်းမိုရှိမိုရှိနာနီနာနီဟိုတဲရူဒစ်ကဲတို့ဟုတ်ကဲ့ကျမတို့ဒီထားပါတော့ Princess Hotel ကပါနောက်ကကဆိုဒက်စကသုံးလိုက်ရတယ်ဒက်စခဲသူသုံးလိုက်ရတယ်ဒက်စကအစာနေနေဆန်တယ်ဒက်စခဲသူကစကပြောဆန်တယ်ပြောချင်တာကကနဲ့ခဲသူကြောင့်ပေါ့အဲ့တော့သူတို့အနောက်ဆုံးမှာသုံးလို့ရှိရင်ဒါပို့လိုက်ဖောင်လိုမျိုးပဲဒါဖြစ်လို့ပါဟိုဟာဖြစ်လို့ပါအဲ့မှာဆိုလို့ရှိရင် ခုနစာကြောင်းမှာပဲကြည့်ကြည့်လိုက်လေဘူရာဂျီလူနော်ခိုဟီကအာရုခဲသူအော် sorry အာရုခဲသူအဲ့တော့ဘရာဇီကော်ဖီရှိလို့ပါနော်မနိုင်တောင်းမလားအဲ့လိုမျိုးပြောတာအဲ့တော့မှဤနဲ့ကောင်းသားပဲနော်အဲ့လိုပြောတာအဲ့တော့မီနာဆန်တို့လေခဲသူတွေ့တိုင်းဂတွေ့တိုင်းစွတ်ပြီးဘေမဲ့လို့ဘာသာတွေမပြန်နေလို့နော်အဲ့တော့ဘေမဲ့လို့ဘာသာပြန်နေဆိုတော့ quality နှစ်ခုကိုနှိုင်းရှင်တဲ့အခါမှာပဲအဲ့ဂကို အလေမှာထားပြီးတော့ဒါကဒါဖြစ်ပြီမဲ့ဒါကဒါဖြစ်ပါတယ်အဲ့လိုမျိုးဘာသာအဲ့လိုမျိုးကြားမှာဘေးမဲ့လိုဘာသာပြန်တာအနောက်မှာအနောက်ဆုံးမှာစာကြောင်းအနောက်ဆုံးနေမှာသုံးတာလीမိနစံတော့အဲ့ဒါဘေးမဲ့လိုဘာသာပြန်တာမဟုတ်အဲ့ဒါကလीပို့လိုက်ဖောင်ပြောတာတိလားဒီလိုလေးဖြစ်လို့ပါဟိုလိုလေးဖြစ်လို့ပါအဲ့လိုမျိုးပြောတာကြဲတော့ဒီလောက်ဆိုရင်တော့ desk desk ကဒုဆိုတဲ့ဟာကိုမိနစံတို့သိမယ်လို့ထင်ပါတယ်သိသွားမယ်နားလည်သွားမယ်လို့လည်းထင်ပါတယ်အဲ့ဒါလीအ အမစာတင်ကစာစာတင်ကစာဂျပန်စာစလေးလာကစာအချိန်တော့လीအဲ့ဒီလိုက်မေးတယ်ပေါ့နော်မေးတော့လေးလीဘေမဲ့ဒီပဲပြောကြတယ်နောက်တော့မဟုတ်သေးပါဘူးအဲ့ဒီဒိတ်ပဲငါစိတ်ထဲမှာစိတ်တိုင်းကိုကြမနေဘူးနောက်ဆုံးမှာဂျပန်နီကဘာဖြစ်လို့နောက်မှာဒက်စကဲဆိုထွန်းဘေမဲ့ဘေမဲ့ဆိုဘာဖြစ်စကားတွေဆက်ဆက်မပြောတော့လဲလူတိုင်းလိုက်မေးတယ်မဖြစ်ဘူးဒီလားနောက်တော့မှာဘလို့သိလဲဆိုအဲ့ဒါလीရုပ်ရှင်နေကြည်တယ်စကားပြောတွေဖတ်ကြည်တယ် ယူကျူတွေလိုက်ကြည့်ကြည့်တဲ့ခါကျတော့မှအာငါသဘောပေါက်ပြီအဲ့ဒီခဲသူကဆိုတာကဒီလိုဖြစ်လို့ပါဟိုလိုပြအခုကကိုလက်တွေ့ဂျပန်ရောက်လာတော့တကယ်သုံးတဲ့ခါကျတော့အော်သူတို့တွေပို့လိုက်ပြောတဲ့ခါမှာကိုသဘောပေါက်ဩသူတို့ဒါပို့လိုက်ဖောင်သုံးနေတာပါလားဆိုတော့ကိုကတိသွားကဲအဲ့တော့အမလိုမဖြစ်ရအောင်ကြိုသိရအောင် ပြောပြလိုက်ပါတယ်အားလုံးပဲတတ်တာပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်